တုတ်တချက်ကိုပြောရမယ်ဆိုရင်တော့စီဝိတခုလုံးပြန်လဲခြုံငုံပြီးတော့ပေါ်ပြมาရမှာပေါ့နော်ဟိုနံပါတ်1ကကျွန်တော်သွားတက်တဲ့ငလျင်ဘေးလွန်မြမစီဝိုင်းပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းဒီတစ်ခုကဆက်ဆက်တာပေါ့ကုစားမယ်ပြီးပြန်လဲထူထောင်မယ်ပေါ့ဆိုတော့အင်ပလန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဟိုခေါင်းစဉ်ဖြစ်တာပေါ့အဲ့တော့နံပါတ်1သုံးသပ်ချင်တာကတော့ဒီလိုအချိန်မျိုးဒီလိုကာလမျိုးဒီလိုအချိန်နေမျိုးမှာဒီလိုခေါင်းစဉ်မျိုးကိုကျွန်တော်ချပြဆွေးနွေးနိုင်တာအင်မတန်မှတင့်တော်တယ် အင်ဗရာမကောင်းမွန်တဲ့အစီအမံတရားဖြစ်တယ်လို့ကျွန်တော်ဒါနံပါတ်1သုံးသပ်ခြင်းနဲ့နံပါတ်1ချက်ကကျွန်တော်တို့ကကမ္ဘာနိုင်ငံတွေပါဝင်ကျွန်တော်နိုင်ငံမှာလည်းတဘောပြည့်အနေနဲ့ပတ်သက်လို့အကုန်ခံရတာပဲလေကျွန်တော်တို့ကိုဗစ်ကူးစက်ကာယရောဂါဖြစ်တယ်ရေကြီးတယ်အတော့မုန်တိုင်းတိုက်တယ်ဒီကြားထဲမှာကျွန်တော်တို့ကပူတာကအချမ်းပက်တောင်းချမ်းသူရဲ့ဖြစ်လို့ပစည်းလို့တဲ့အန္တရာယ်ရှိတယ်ပြီးတော့ကူတာငလင်တန်ခံရတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာစီးလုံးညီညွတ်စွာဖြင့်နိုင်ငံတွေပြန်လဲတိဆောက်ရေးကို ဆောင်ရွက်တင့်နေဆိုတဲ့သတင်းစကားမျိုးဒီဆွေးမှာပါတယ်ဒါလည်းအိမ်ပဏကောင်းတဲ့ဥတီချက်တစ်ခုလို့တုံသက်တယ်ပေါ့ဗျာဒါအကြမ်းပြီးတုံသက်ချက်ပေါ့အဲ့အစည်းအဝေးပြန်ကြည့်ရင်စည်းဝေးကအကြမ်းပြီးသုံးပိုင်းတွေ့ရတာပေါ့ဟိုတက်ကတော့နိုင်ငံတော်အကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့အဖွဲ့မှစကားပြောကြတယ်အဲဒုတိယကပြည်ကြိုင်းဝန်ကြီးဌာနတို့စီးပွားကုသရေးဝန်ကြီးဌာနတို့ UMF CCI ကဥထတို့ now မြန်မာ narrative think tank အဖွဲ့ကခေါင်းဆောင်တို့ပြောသွားတာရှိတယ်။နောက်ပိုင်းကတော့ကျွန်တော်တို့ဒီအစည်းအဝေးကို section သုံးဖွဲ့ပြီးတော့လုံထတာရှိတယ်။အဲ့တော့နိုင်ငံတော်အကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်ပြောသွားတဲ့အထက်မှာအများကြီးပဲအချက်လက်တွေအများကြီးပဲ။သူကမြန်မာနိုင်ငံကိုအတိတ်ပြစ်ဆိုပါအနာကဆက်ဆက်ပြီးတော့ကျွန်တော်ပြောသွားတယ်။ဟိုချော့ရလို့ရှိရင်ဘာလို့ဆိုတော့တက်ကမြန်မာနိုင်ငံတော်ကြီးပြန်ပြီးတော့အေဂျင်တာဖွင့်ပြတွတ်တက်ဖို့အတွက်ကျွန်တော်ပေါ့မှုတော့ညင်ညွတ်လို့လုပ်ရမယ်။ဒီတမလူကြီးသုံးသွားတဲ့စကားတစ်ခုက we are stronger we are together ကျွန်တော်တို့မကြောဖို့လိုတယ်ပေါ့ခိုင်ခါဖို့လိုတယ် ။နောက်ကျွန်တော်တို့အတူတူကလက်တွဲဆွာဖို့လိုတယ်ဆိုအချက်ကိုမိမောင်းထိုးပြသွားတယ်။ဒါသိကောင်းပါလား။နောက်တစ်ခုကငလင်တာနဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်ထိခဲ့တဲ့နေရာတွေရှိတယ်။တွဲဝိုက်ထိခဲ့တဲ့နေရာတွေရှိတယ်။ဒီပေါ်မှာဘူတီစဉ်းစားဖို့လိုတယ်ဆိုတော့ခွဲပြသွားတယ်။နောက်တတိယချက်ကဒီငလင်တာပြန်လည်ကယ်ဆယ်ရေးအတွက်သူဘီလီယံ900လောက်အရန်ထားရှိပါတယ်။ဆိုတာလေးကိုပြောသွားတယ်ဗျာ။နောက်စီပွားရေးပြန်လည်နလန်ထူနိုင်ရေးအတွက်လုပ်ငန်းတွေရပ်တန့်မှုမရှိဘဲနဲ့အရှိဟုံးနဲ့ဆက်ပြီးတော့ လုံချင်းအဖြစ်ကျွန်တော် recovery stage ကိုပိုမြန်မြန်ရောက်နိုင်တယ်ဆိုတော့အချက်အပါဝင်အများကြီးပါတော့ဒါကျွန်တော်ထုတ်လို့ပြောတာဒါ၄ပြောသွားပါတယ်အဲ့တော့ဝင်းကြီးများနဲ့ခုနပြောတဲ့ UMCCI တို့မြန်မာ narrative think tank တို့ပြောသွားတာကတော့ဒီနေ့ကတို့တို့ကဆက်ပြီးတော့စီဝေးလုံးမယ်ဒါကျွန်တော်တို့ဧည့်သည်တွေမပါတော့ဘူးလုပ်ငန်းရှင်တွေနဲ့တက်ဆိုင်အောင်အစိုးရဝန်ကြီးဌာနတွေကပေါ့ပါပေါ့မနေ့ကလုပ်ခဲ့တဲ့အစီအွေတွေပေါ်မှာပြန်အသေးစိတ်ဆွေးနွေးပြီးတော့ကောင်းမွန်တဲ့အောက်ကမ်းတွေပေါ့ ထွက်လာဒါကိုကျွန်တော်နိုင်ငံတော်ဆိုအောင်တင်ပြမယ်လို့ထင်တယ်။အဲ့တော့ခုနဝန်ကြီးတွေပြောသွားတော့ဆုံးဖြတ်ပေးနိုင်တဲ့အကျိုးရှိနိုင်တဲ့အကျိုးပြုနိုင်တဲ့ခုနအချက်နဲ့မျိုးတွေမျိုးတွေအောက်ကန်းထွက်နေတဲ့ဟာမျိုးကိုဥစားပြီးဆွေးနွေးပေးကြပါလို့မှားတယ်။ဒါလည်းအစ်မတန်ကောင်းတဲ့ဆောင်ရွက်ချက်တစ်ခုလို့ယူဆပါတယ်။အဲ့တော့ဆွေးနွေးပွဲတွေကြည့်လို့ချင်းခုနအပိုင်းသုံးပိုင်းမှာအများကြီးပေါ့ဗျာ။ကျွန်တော်တို့အစားဆုံးမနေ့ခွန်တိုင်းခွင့်ရည်ညညစာဒင်နာဆယ်နိုင်ပွဲတွေကျွန်တော်တက်ခဲ့တာ။အစားဆုံးမှတ်ခဲ့တာတော့အများကြီးပေါ့။အဲ့တော့ဘာတွေပါလဲဆိုတော့သူက ဆက်ရှင်တစ်ခုချင်းတစ်ခုချင်းမှာမော်ဒူလာပါတယ်။နောက်ပြောတဲ့စပီကာ၄ယောက်လောက်ပါတယ်။ပြောပြသူကမေခွန်မေခိုင်းတယ်။ဒါဆက်ရှင်တစ်ခုပေါ့။အဲ့လိုသုံးခုလုပ်သွားတာပေါ့။အဲ့တော့ကဏ္ဍတွေကလေယာတန်ခါကဏ္ဍပြောတာရှိတယ်ဗျ။နောက်ပြီးတော့စီဝါကုတန်ကဏ္ဍကိုပြောတာရှိတယ်ဗျ။နောက်ပြီးတော့ကျွန်တော်တို့ငလင်တန်ငလင်နဲ့ပတ်သက်တဲ့ပညာရှင်ကပြောတော်တာရှိတယ်ဗျ။နောက်အာမကလုပ်ငန်းနဲ့ပတ်သက်လို့ပြောတော်တာရှိတယ်ဗျ။နောက်ဘောမောက်ထာကြီးကဗန်နဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေချိတ်ငွေကိစ္စတွေဒါတွေကျွန်တော်တို့ ြောသွားတာရှိတယ်ဗျ။နောက်ဆရာမကြီးဒေါက်တာဒေါ်ရင်ွယ်တို့လို့ပေါ့။နိုင်ငံကအတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေကနိုင်ငံဖြစ်စဉ်တွေဆက်ဆက်ပြီးတော့ပြောသွားတာရှိတယ်ဗျ။နောက်ဥအောင်နိုင်ဦးတို့ဘာလို့ဆိုလို့ရှိရင်ဒီပေါ်မှာသူတို့ economic recovery plan ပေါ့။နောက်စီးပွားရေးပြန်တဲ့နလန်ထူရေးစီမံချက်တွေဆွဲဖို့လိုတယ်။ပြီးတော့ဆွဲဖို့နေမကောက်ဒါကိုကြီးကြပ်မဲ့အဖွဲ့မျိုးကဖွဲ့ဖို့လိုတယ်။လုတ်တဲ့ခါမှာလည်းဘယ်ချက်တွေဥစားပြဘာပြောရအရေးကြီးတဲ့ချက်တွေကပထမဥစားပြီး အစီဝါရအကြီးကြီးတို့စားဒုတိယဥစားပေးလူမှုရအကြီးကြီးတဲ့ဥစားတွေကတတိယဥစားပေးစသဖြင့်ဒီလိုပြောသွားတာရှိတယ်ဒါကျွန်တော်အချမ်းမြတ်မှာအများကြီးကြံသေးတယ်ဟိုအခြားတင်ပြချက်တွေထဲမှာပေါ့လေဟိုမွေးမြူရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မွေးမြူရေးအစားအစာရှားပါပြတ်ပြတ်လာမှုနောက်ဒီတန်းကားတွေမျိုးဥတွေပျက်စီးမှုနောက်အချို့တိရစ္ဆာန်တွေတပြက်တာချောပြက်သွားမှုဆိုတော့ရှင်းရင်ကောက်လို့မရနိုင်တဲ့ဖေကမျိုးလဲကြံသေးတယ်ဒါဟုတ်တဲ့ထည့်ပြစင်းသားပြပါလို့ပြောသွားတာရှိတယ်နောက် တချို့ကတော့ချင်းွေနော်အတိုးပဲတို့ဖို့တုံတုံနဲတဲ့ချင်းွေတွေချေပေးဖို့နော်အမရပုရလို နေရာမှာအဓိကထိသွားတဲ့ရကန်းလုပ်ငန်းတွေဆိုရင်တီးကြားရကန်းစုံလိုဟာမျိုးဖြန်းပြီးပေးဖို့နော်အများပြတ်ထည့်ရသွားတဲ့ဒီ SMB လုပ်ငန်းတွေမှာအစိုးရမြင်ကားပြီး SMB စုံတွေထူထောင်ပေးဖို့စသည်ဖြစ်ပေါ်ဗျာအများကြီးရှိပါသေးတယ်ချုပ်ပြောတာပါဒါတွေလည်းပါတယ်ဗျာပြောလို့ရှိရင်တော့ဒီအစည်းအဝေးတစ်ခုလုပ်ဒီအင်မတန်မှနိုင်ငံအတွက်အကျိုးရှိတဲ့လုပ်ငန်းစဉ်တစ်ခုကို နိုင်ငံတော်ကဆောင်ရွက်ခဲ့တယ်လို့ဒီလိုသုံးသပ်ပါတယ်ဗျ။อืมတွားရောတော့ဟိုမေးစရာတွေအများကြီးပဲအများကြီးပါသွားတာမေးခွန်းတွေလေ။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ပါတီမှာလည်းအများနာမန်တီတိုင်းကျွန်တော်လူကြီးတွေစုစုပြီးတော့ဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့ချက်တွေကျွန်တော်ဆွေးနွေးကြတာရှိတယ်။ဒါဆိုဘလို့ဖြစ်ချင်းမလဲဒါဆိုတို့နိုင်ငံတော်ကိုဘလို့အကြံပြုမလဲဒါမျိုးတွေရှိတာပေါ့။ဟိုမှာတော့ကျွန်တော်ကအားလုံးပြီးမှာပဲကျွန်တော်မေးတယ်ဗျ။ကျွန်တော်မိတာအချမ်းပြပြနှစ်နှစ်ချက်ပေါ့တစ်ကမှန်တယ်ဟိုအခုဒီလိုဖြစ်ဖြစ်နေကိစ္စတွေပေါ်မှာ ဟုတ်လား economic recovery plan ရေရှည်ဆွဲတာမှန်တယ်ဒီအတွက်လဲဘာတွေပြည့်တယ်ဘာတွေရှိတယ်ဆိုတော့ need assessment ခေါ်တာပေါ့ဒါတွေလုပ်ဖို့လိုတယ်ဒါရက်သဘောတူပါတယ်သို့တော့မြေပြင်မှာတတော်မြေပြင်ရောက်ခဲ့တယ်နော်ကျွန်တော်တို့ကိုယ်တိုင်လဲခံစားရတယ်လေဒီဒီငငလေးတော့ကျွန်တော်ပါတီကိုယ်တိုင်လဲခံစားရတယ်ကျွန်တော်ဆိုရင်35ရောက်လောက်ဆုံးသွားတယ်ဒါရတယ်လည်းအများကြီးပဲပျက်စီးတာဆိုအင်ဂျင်ဆိုလဲတထောင်ကျော်ကျွန်တော်ပျက်စီးသွားတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဒီဒီရတယ်စကိုင်းတော့မန်လေးတို့ဟိုလာနေပြည်တော်တို့ ့ဟိုဟိုမကွေးတို့ပကူတို့ရောက်ခဲ့တာရှိတယ်အဲ့တော့မြေပြင်မှာတကယ်ဖြစ်နေတာဟာပေါ်မူတည်ပြီးတော့ဘယ်ဥစားဥစားပေးတင်တယ်လဲပေါ့ဝဏ္ဏရန်ညာကြီးရက်တော်လို့မရဘူးဝဏ္ဏတွေကိုအမိုးကောင်အောင်ရောက်ပြန်ပြန်ပို့ပေးမလားစသည်ဖြင့်လန္ဒရာအချို့အရာရက်တော်လို့ရှင်နမဆက်သွေးလုံချုံချောဖို့ဆိုရင်လည်းကိုယ်စီစစ်စစ်မှုကိုတော့ထိခိုက်တယ်ဒါကိုအရင်ဥစားပေးတယ်မှာထဲမလားစသည်ဖြင့်ပေါ့ need assessment ကတကယ်လက်ငင်းကျွန်တော်တို့အချိန်တို့အတွင်းမှာ quick win ပေါ့မြန်မြန်ဆန်းဆန်း ောင်နိုင်မှုရနိုင်တဲ့ဟာမျိုးလေးကိုကျွန်တော်တို့ဥစားပေးတင်တယ်ဒါဒါဒါဒီဥစားပေး1ဒါဒီဥစားပေး2ဒါဒီဥစားပေး3ဒီလိုရများကောင်းမလားအဲ့ဒါဒီလိုဥစားပေးလုပ်ငန်းစဉ်စရာထွက်လာလို့ရှိရင်ဒါဒီထွက်နိုင်မှုအတွက်ငွေလိုတယ်ငွေမရှိဘလို့လုပ်မလဲဟဲ့လားအဲ့တော့နိုင်ငံတော်ရဲ့ဘတ်ဂျက်ဒါတော့ကျွန်တော်သိချာကြတာမသိဘူးเนาะနိုင်ငံတော်ရဲ့ဘတ်ဂျက်နောက်ဟဲ့လားနိုင်ငံတော်နဲ့ပုဂ္ဂလိကနဲ့ပေါင်းစပ်ဆောင်ရမယ့်ကိစ္စတွေเนาะ PPP တို့ PFI တို့စနစ်တည်ရှိတယ်လေဒါတွေနောက်ပြီးတော့နိုင်ငံတကာကလှူရှင်တွေဒါတွေလိုတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်လို့မလောက်သေးဘူးဆိုလို့ရှိရင်လည်းငွေရနိုင်တဲ့နီလန်တွေအချို့အကြချပြတံပြုကြပါတယ်ဟို remittance ဆိုခေါ်တဲ့ပြပရောက်လူသားတွေရဲ့လွှဲငွေတွေကိုဘလို့ကဲရဲကောင်းစသည်ဖြစ်ပေါ်ဗျာအတော်ကောင်းတဲ့ဟာတွေပါပဲဒီလိုရလာတဲ့ငွေတွေနဲ့ခုနလုပ်ငန်းတွေကိုကျွန်တော်အချိန်ဥစားပေးလိုက်ပေါ့ timeline နဲ့ဘယ်ဥစားဘယ်ဥစားဘယ်ကာလမှာပြီးမယ်ဆိုတာတွေကိုအချိန်တို့တွင်းများ ဒါလေးကိုဒီဘက်အဖွဲ့ကဆောင်ရွက်ပေးနိုင်တယ်ဆိုရင်ဒါကိုနိုင်ငံတော်ဘက်ကလည်းဒါ commitment ပေါ့သူက political commitment ပေါ့နိုင်ငံရေးရပြည်သူကတိကိုပြုလို့ရတယ်အဲ့တော့ဒီဖြစ်စဉ်ဟာသူတို့ဆွေးနွေးလို့နိုင်ငံတော်အစိုးရတရားထင်ဆိုင်တာမဟုတ်ဘူးအားလုံးနဲ့ဆိုင်တယ်ထိတာလည်းအားလုံးကိုထိတာပဲလေအဲ့တော့ကျွန်တော်တို့နိုင်ငံတော်အစိုးရဒီလိုဆောင်ရွက်ပေးတဲ့ကိစ္စတွေကိုပြည်သူကိုအသိပညာပေးဖို့လိုတယ်ဆိုရင်ကျွန်တော်နိုင်ငံရေးပါတီကြီးကုပေးမယ်ကျွန်တော်နိုင်ငံရေးပါတီကြီး94ပါတီရှိတယ် เนาะအောက်မှာကျွန်တော်တို့ပါတီဝင်တွေကျွန်တော်ရဲ့စပါတိုက်စားတွေကျွန်တော်စီးဦးထားတဲ့လူတွေရှိတယ်ဒါတွေနဲ့ကျွန်တော်ဘာတွေဝင်ပြောပေးရမလဲပညာဆိုင်ရာတော့မဟုတ်ဘူးပေါ့ဗျာเนาะနောက်ဆုံးဒီစာကိုဖတ်ပြဆိုကျွန်တော်တို့ဖတ်ပြမယ်အဲ့ဒီလိုလိုအပ်တယ်ဆိုလဲကျွန်တော်တို့သုံးပါဒီသတင်းစကားပါကျွန်တော်ပေးလိုက်တယ်ဗျာဒါနံပါတ်1ပေါ့နံပါတ်1ချက်ကကျွန်တော်တို့နေရာတိုင်းကိုကျွန်တော်ရောက်ခဲ့တာပေါ့ရောက်ခဲ့တဲ့ကကြတော့ခုဂရိဆွေးနွေးတဲ့ဥစ္စာကလူပုဂ္ဂိုလ်နဲ့ပစ္စည်းတွေထိခိုက်ဒါရရတဲ့ property ဆွေးနွေးတယ်ဒါပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အများကြီးရှိတယ် trauma ရတာပေါ့ တချို့ကလေးလေးတွေဆိုရင်ပကန်းကြပွဲတာကနေကိုလှပြီးတော့ထွက်ပြေးတာရှိတယ်ကျွန်တော်အိမ်မှာရှိတဲ့အသက်60လောက်ရှိတဲ့ကျွန်တော်ညမဝမ်းဝဲပေါ့ဆိုရင်တော့မှမိုးချေဝုန်းတို့ထထိုင်တယ်လေအခုချိန်ထိဒါမျိုးတွေအများကြီးတယ်ကျွန်တော်တို့ဘကွက်ဘကူကြီးရောက်တယ်ခြေလက်ရံကဆွန့်လွှတ်ရတဲ့ကလေးတွေရှိတယ်သူကခြေလက်ရံကဆွန့်ဆွန့်လွှတ်လို့နာတာတဲ့စိတ်ပိုင်းဆိုင်ထိခဲ့တယ်အများကြီးရှိတယ်အဲ့တော့ဒီခုနစဉ်းစားတဲ့အခါမှာပြန်လဲကုစားခြင်းဆိုတဲ့အပိုင်းမှာစိတ်ပိုင်းဆိုင်ရတာ trauma ပြောင်း ထည့်ပြစတဲ့အပိုင်ပိုင်ကိုလည်းထည့်ပေးပါလို့ကျွန်တော်အကြံပြုတယ်အဲ့ဒီချက်ကျွန်တော်အကြံပြုခဲ့လိုက်ပါဒီနေ့ထက်ထည့်ပြီးတော့ဆွေးနွေးကြပါပါဟုတ်ကဲ့ပါဟုတ်ကဲ့ယေရှုတမန်ရှင်ကောင်းပါခင်ဗျာ